မြင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တည့်ရတာစာဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့စတူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့ထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်ပညာအသက်တစ်ခုရသက်ပါတယ်မိษွေပေါင်းသမီးများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာများကြုံတွေ့ရသက်ပါတယ်ခေါင်းတစ်ချမ်းကိုက်သက်ပါတယ်အချင်းအမတော့တာယာနေပါလိမ့်မယ်တေကိုးပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ အဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရပြရမှာအုန်းနှုတ်ခေါင်ဆွဲကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ရနေ့မှာတော့အလုတ်မှာအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ငွေကြေးကံတော့ကောင်းပါတယ်ရွှေလက်ဝေဒနာအလကောအနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်သူစီကနေပြီးတော့တည်င်းကောင်းများကြားတတ်ပါတယ် နေကိုပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာတပြေ23ညကလူပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့စီးပွားရေးလူမှုရေးအစအစအရာရာအဆင်ပြေအောင်မြင်နိုင်မဲ့နေ့တွေဖြစ်ပါတယ်။ရွှေလက်ဝေဒနာများ ဝင်တတ်ပါတယ်။ကျန်းမာရေးမှာစိုးရင်စရာမရှိတော့လေခန္ဓာကိုယ်ပဲပတ်ချအောင်နေတတ်ပါတယ်။အခြေအေးမှာတော့တာယာနေပါလိမ့်မယ်။ကိုင်းငါပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနံ့ရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိအိမ်ရဖျက်မှာကြောက်ကြောက်ကလို့ပူဇော်ပေးပါဘုံတော်သားသမီးများတို့ယနေ့မှာတော့စိတ်ချမ်းသာစရာဝမ်းသာစရာတင်းကောင်းတွေအပြည့်နဲ့နေလေးတနေ့ဖြစ်ပါတယ်။ဘာပဲလို့တော့ရေသေးနေတာလုပ်ပေးပါ။ကံခွင့်လန်အထူးကောင်းတဲ့နေလေးဖြစ်ပါတယ်။အချင်းရင်းနဲ့အိမ်တော်ရေးမှာတော့ထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ခြေတော်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။၄ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာနန္ဒတိကလို့ပူဇော်ပေးပါကြာရာပရိသတ်မိများတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဝေးရနဲ့အဆက်အသွယ်ကောင်းများရရှိပါလိမ့်မယ်အလုံးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါれလက်မှာအထိခိုက်တန်ရာရတတ်ပါれအချိန်မှာတော့စိတ်လုံးမကြစရာတွေများနေတတ်ပါれဝေချင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းပေးရတတ်ပါれငါးကိုပါတဲ့ကလန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ညီညွတ်ရောင်နဲ့ညူရောင်ဖြစ်ပါれ ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာရွှေထမင်းကလို့ပူဇော်ပေးပါတောက်ကြသားသမီးများတော့ယနေ့မှာတော့ရည်ရထားတဲ့လုပ်ငန်းများကိုရဲရဲတာလုပ်ပေးပါ မုတ်ချအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်ချစ်တူစရာနေပြီးတော့လက်ဆောင်ရသက်ပါတယ်ကံခွင့်လန်အလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်လေးထိုးလျောင် ဖြစ်သက်ပါတယ်လေးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွဲရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာ ဖြော်ရည်ကတ်လို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခေါ်အပ်တတ်ပါ रे စာချုပ်ဆက်တူရှယ်ယာကိစ္စများတို့စိတ်ညစ်အပ်တတ်ပါ रे ဝမ်းသာစရာသတင်းကောင်းများကြားအပ်တတ်ပါ रे ခြေတော့အောက်ပိုင်းမှာထိခိုက်မိတတ်ပါ रे အချိန်မှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါ रे သိခွန်ပါ रे ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါ रे ရေရအောင်နေနေရတော့မိမိအရာဖျက်မှာမွေးငါကတ်လို့ပူဇော်ပေးပါ 阿拉今晚请大家了噻。所以